ကချင်ပြည်နယ်မြစ်တနာမြို့မြို့တကြီးကွက်တဲမှာယနေ့အောက်တိုဘာလ16ရက်နေ့နနေ့7:00ခွဲအချိန်ခန့်ကကုံစုံဆိုင်တစ်ခုမှာကလေးကစားစရာကော်တနတ်နဲ့အမှုကြံစည်ဓမြတိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြို့တကြီးကွက်တဲနေမြင်15ရှိကုံစုံဆိုင်တစ်ခုမှာအမျိုးသား3ဦးမှာဆိုင်ရဲတွင်းတို့ဝင်ရောက်လာကဆိုင်ရဲကောင်တာအတွင်းမှာငွေကျပ်7သိန်းကျော်ကိုယူဆောင်သွားခဲ့ပြီးဆိုင်ဝင်ထမ်းအမျိုးသမီးကိုလည်းရိုက်내သွားခဲ့တယ်လို့သိရပါတယ်။ ဆိုင်ကယ်နဲ့လူငယ်၃ယောက်ရောက်လာတော့တနကကောတနဟုတ်တယ်။ဆိုင်မာလူကြီးတွေအပြင်သွားနေချိန်ဝန်ထမ်းတယောက်တည်းကြာနေချိန်မှာဖြစ်သွားတော့ဝန်ထမ်းကောင်မလေးရဲ့ခေါင်းမှာဗာနဲ့ရိုက်လိုက်တယ်တော့မသိဘူး။တန်ရာတော့တွေ့ရတယ်။အဲ့ဒီကောင်မလေးကိုတော့လူမှုကွန်ရက်အသင်းတွေကစေယုံကြီးကိုပို့လိုက်ကြတယ်လို့သူကဆိုပါတယ်။ယခုကဲတော့သမျှမှုဖြစ်စဉ်များဟာလောင်ကစားယုံများကြောင့်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ယူဆပြီးပွဲစဉ်များမှာလောင်ကစားများကိုကစားခွင့်ပိတ်တင်တယ်လို့မြို့တကြီးကွက်တင်နေရမီရဖတူကဆိုပါတယ် အခုလိုဓမြမှုတွေဖြစ်ရတာကလောင်ကစားယုံတွေပေါ်များလာလို့ယူဆရတယ်။အခုလိုပွဲလန်းတဲ့ပင်တွေပွဲစည်းတွေမှာလောင်ကစားဝိုင်းတွေပေါ်ပေါ်မြင်းများတွေ့ရတယ်။ဒီလိုလောင်ကစားဝိုင်းတွေများလာတော့ဒူးစရိုက်ဓမားတွေလည်းများလာတယ်။ဒီလိုဖြစ်စဉ်တစ်ခုတည်းမဟုတ်ဘူး။အခုရက်ပိုင်းအင်းမြတာယာတဝိုက်မှာဆိုရင်ညအချိန်ဓာထောင်လူရက်တာတွေလည်းတော်တော်များများကြားလာရတယ်။ဒီတော့လောင်ကစားတွေရော့ရင်တော့အခုလိုဖြစ်စဉ်တွေအတွက်အနည်းငယ်များလျှော့နေလာနိုင်တယ်လို့သူကတုံ့တက်ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍နေမြင့်ရတပ်ဖွဲ့များနဲ့ရက်ွက်တော်ဝင်ရှိသူများမှစုံစမ်းစစ်ဆေးမှုများကိုပြုလုပ်နေပြီးအဆိုပါကုံဆောင်ဆိုင်ကိုခိတ္တရာကြီးပိတ်ထားတယ်လို့လည်းသိရပါဗျ။